တနင်္ဂနွေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္ဂနွေသားသမီးတွေအတွက်ကို2025ခုမေလ9လပိုင်းအတွက်တဲတော်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေအတွက်9လပိုင်းအတွက်ကြာလာတဲ့တဲတော်ကကတော့ကျဲပွင့်ဘယင်မဆိုတဲ့တဲတော်ကဖြစ်ပါတယ်နော်ကျဲပွင့်ဘယင်မအဲဒီမှာဘယင်မတစ်ပါးကျဲပွင့်တစ်ခုရွှေကျဲပွင့်တစ်ခုကိုလက်နှစ်ဖက်နဲ့ပိုက်ပြီးတော့တေးတေးသေးသေးချာဒီကျဲပွင့်ကိုခေါင်းငုံပြီးတော့ဂရုစိုက်ကြည့်ရှုနေတယ်ပေါ့ပလင်တစ်ခုပေါ်မှာထိုင်နေတယ်နောက်မှလည်း တိရတိခတ်ပန်းမွေနေနေပေါ့နော်ပန်းဥရင်ရဲ့အလဲတခုမှာအတနင်္ဂနွေသားသမီးတွေနေနေဒီ9လပိုင်းဆိုတဲ့ကာလာဒါကောင်းမွန်တဲ့ကာလာတွေမှာပါပါတယ်9လပိုင်းဆိုတဲ့ကာလာအတနင်္ဂနွေသားသမီးတွေနေဒီ9လပိုင်းဆိုတဲ့ကာလာမှာလုပ်ငန်းတွေတိုးတက်နိုင်တယ်ဝေကြီးကိစ္စတွေစီးပွားရေးကိစ္စတွေအထူးအဆင်ပြေအောင်နေနိုင်တယ်ဝေကြီးနဲ့ပတ်သက်တာတွေ အဲ့တော့အိမ်အောင်ရှိတဲ့သူတွေအနေနဲ့ဆိုရင်သာသမိယတနာထုံးကားတတ်တယ်ငယ်ဝယ်တဲ့သူတွေအိမ်အောင်တွေအနေနဲ့ဆိုရင်ဒီကက်ကဲတိတ်ပေဟာသာသမိယတနာထုံးကားတတ်တယ်အဲ့တော့ငွေချင်းနဲ့ပတ်သက်ပြီးတော့ယင်းနှိမ့်နှံမှုတွေပြုလုပ်ရတတ်တယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့အကျိုးအမြတ်တွေခံစားရတတ်တယ်အဲ့တော့ဘဝရဲ့အစဉ်တန်းမြင်မာခြင်းလုပ်ငန်းကိုင်ငန်းတွေအစဉ်ပြေအောင်မြင်လာမယ်ဆိုတဲ့အတိတ်ပေကိုဆောင်ပါတယ်အဲ့တော့ဂုံတိတ်ခါတွေတိုးတက်လာမယ်ဂုံတည်င်းတွေတိုးတက်တတ်တယ်အဲ့တော့နေထိုင်မှုအစဉ်တန်းတွေမြင့်တက်လာမယ် အိုးအိမ်ကိစ္စတွေနေရာထိုင်ခင်းကိစ္စတွေအထူးအဆင်ပြေအောင်နေနိုင်တယ်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေနော်စီးပွားရေးလုပ်ငန်းတွေတိုးချဲ့လို့ရတယ်အဆက်အသွယ်အတွက်အကူအညီထောက်ပံ့ကောင်းတွေရရှိနိုင်ပါတယ်အဲ့တော့ဒီချိန်ကာလမျိုးမှာအလူတန်းကိစ္စတွေမင်္ဂလာကိစ္စတွေအထူးအဆင်ပြေအောင်မြင်မယ်လုပ်ငန်းပြောင်းတာတို့လုပ်ငန်းတိုးချဲ့တာတို့လုပ်ငန်းအသစ်စတင်တာတို့အထူးကောင်းမှာပါတယ်အဲ့ဆိုင်ငန်းအစ်စ်ဖွင့်တာမျိုးတွေအိမ်ပြင်ရတာမျိုးတွေအိမ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတဲ့ ဆုံးပြီလို့ထင်ထားတဲ့ငွေကြေးတွေရုတ်တရက်ပြန်ရလာတတ်တယ်အဲ့တော့ရုတ်တရက်အမွေရသလိုထီပေါက်သလိုမျိုးငွေတွေလည်းအထုတ်ထည်နဲ့ဝင်ခင်းရှိပါတယ်အဲကျမ်းပါရင်ညံ့နေတဲ့သူတွေဆိုရင်လည်းကျမ်းပါရင်နဲ့ပတ်သက်ပြီးတော့ဆေးကောင်းဝါးကောင်းတွေတွေ့မယ်ဆရာကောင်းတွေနဲ့တွေ့ရမယ်နော်ကိုဖြစ်ပေါ်နေတဲ့ကျမ်းပါရင်အများဆုံးပဲတတ်တာပျောက်ကင်းသွားမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့ဒီကရဲ့အဓိပ္ပာယ်ကဘဝရဲ့လုံခြုံမှုဘဝရဲ့အဆင့်တန်းမြင့်မားခြင်း เนาะမိမိရဲ့အကြံစီအောင်မြင်ခြင်းမိမိရည်ရွယ်ထားတဲ့လုပ်ငန်းတွေအဆင်ပြေခြင်းအဲ့တော့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအင်တာဗျူးကိစ္စတွေလည်းအထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ်ငယ်ရွယ်သူတွေအနေနဲ့ဆိုရင်အခြေရေးကံတွေစမ်းပွင့်တာမျိုးတွေအခြေရေးနဲ့ပတ်သက်ပြီးတော့အဆင်မပြေဖြစ်နေရင်လည်းအခြေရေးကိစ္စတွေပြန်လည်ပြီးတော့အဆင်ပြေလာမှာဖြစ်ပါတယ်အဲ့တော့ငါးလပိုင်းဆိုတဲ့ကာလမှာတနင်္ဂနွေသားသမီးတွေအနေနဲ့ကဘဝရဲ့အဆင်တန်းမြင်ပါခြင်းဘဝရဲ့လုံခြုံခြင်းเนาะ ဝေကြီးကိစ္စတွေအထူးအဆင်ပြေအောင်မြင်ခြင်းအချင်းငါးကိစ္စတွေရင်းနှီးမြုပ်နှံမှုကိစ္စတွေအထူးအဆင်ပြေအောင်မြင်မယ်လို့တွေ့ပါတယ်။အော်ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။တနင်္ဂနွေသားသမီးမိတ်ဆွေများအလုံးမင်္ဂလာပါ။တနင်္ဂနွေသားသမီးတွေအတွက်ကို2025ခုမေလ9လပိုင်းအတွက်ကိုတဲတော်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်။အဲ့တော့2025မေလအတွက်တနင်္လာသားသမီးတွေအတွက်၅လပိုင်းအတွက်ဟောစတန်ဖြစ်ပါတယ်။အခုကြည့်ရှုနေတဲ့တနင်္လာသားသမီးအားလုံးနဲ့ဆိုင်ပါတယ်။ အတွင်းနာသားသမီးတို့ကြာလာတဲ့ဒီ9လပိုင်းတို့ကြာလာတဲ့တိရော့ကက်ကတော့ခွက်ဖလားတလုံးဆိုတဲ့အိပ်ပဲဖြစ်ပါတယ်နော်ခွက်ဖလားနမိတ်ဖြစ်ပါတယ်နံပါတ်1ပေါ့နော်ခွက်ဖလားနံပါတ်1ဆိုတဲ့ကက်အဲ့တော့ဒီထဲမှာခွက်ဖလားထဲမှာရှည်တွေကအပြင်ကိုရှန်ကြနေအောက်မှာလည်းကြာပန်းနေကြာပွင့်နေနေပေါ့နော်အဲ့ဒီမှာငိမ့်ချမ်းရေးကိုပေါ်ဆောင်တဲ့ဂျိုးပြုံငက်လေးတစ်ကောင်ကကောင်းငယ်ရနေပြီပေါ့နော် ပြန်ဆင်းလာတယ်ပေါ့အခွက်ထဲဟုတ်တနေ့တော့သားသမီးတွေအတွက်ဒီကောင်းငင်ကနေဒါလက်တစ်ဖက်ထွက်လာတဲ့ခွက်ပေါ့နော်လက်တစ်ဖက်ထွက်လာတယ်အဲ့ဒီလက်ပေါ်မှာခွက်ဖလားတစ်လုံးရှိတယ်အတိတ်ပဲရတော့အောင်ပါလေရေကန်တွေရောကြာတယ်။အတင်းလာသားသမီးတွေအနေနဲ့ကဒီ9လပိုင်းဆိုတဲ့ကာလမှာရေကန်အသင့်ကြာအသင့်ဆိုတဲ့အတိတ်ပဲမျိုးဆောင်တယ်နော်။အတိတ်ပဲကောက်ရမယ်ဆိုရင်တော့ဒီကက်အတိတ်ပဲရတော့တင်းလာသားသမီးတွေအတွက်9လပိုင်းဆိုတဲ့ကာလမှာရေကန်အသင့်ကြာအသင့်ဆိုတဲ့အတိတ်ပဲဆောင်တယ်။အဲ့တော့အဆင်မပြေမှုတွေဖြစ်နေရင် ပြန်လှည့်ပြီးတော့အဆင်ပြေလာမယ်စီးပွားရေးနဲ့ပတ်သက်တာတွေပြီးတော့အိမ်နွေးရေးအိမ်တော်ရေးကိစ္စတွေအရင်တော့ကမိမိနဲ့မတဲ့တဲ့သူတွေရှိခဲ့ရင်လည်းဒီချိန်ခါမျိုးမှာပြန်လှည့်ပြီးတော့တင့်မြတ်သွားမယ်ပြန်လှည့်ပြီးတော့တဲ့လာမယ်ဆိုတဲ့ပုံအဲ့တော့ဒီချိန်ခါမျိုးမှာစိတ်ခံစားချက်ရေဆိုတဲ့အတိတ်တွေရတာစိတ်ခံစားချက်နဲ့ပတ်သက်တဲ့အတိတ်ပဲပေါ့နော်အဲ့စိတ်ခံစားချက်နဲ့ပတ်သက်တာတွေပြောချင်တာတော့စိတ်ချမ်းသာရမယ်ပျော်ရွှင်ရမယ်မိမိရဲ့အတွေးအကြံတွေကအမှန်ကန်လာမယ်ကိုယ့်ရဲ့အတွေးခေါ်တွေဥပမာကိုက အဲအလုတ်ထွက်မယ်အလုတ်ပြောင်းမယ်လို့စဉ်းစားထားရင်ရေတနည်းထွက်လိုက်အလုတ်ပြောင်းလိုက်ကိုကဒီအလုတ်တစ်ခုကိုအလုတ်မယ်လို့စဉ်းစားထားတယ်ဆိုရင်လုတ်ဖြစ်အောင်လုပ်လိုက်အဲ့ဒီဟာကအစင်ပြေသွားမယ်မှန်ကန်သွားမယ်ဆိုတဲ့အတိတ်ပဲဆောင်းပါတယ်အဲ့တော့ကိုယ့်ရဲ့အတွေးခေါ်အတွေးကြံနေရဆိုမှန်ကန်လာမယ်နော်စိတ်ကူးသည့်အကြံစီသည့်အကြံဉာဏ်သည့်တွေပေါ်ပေါက်တတ်တယ်လုပ်ငန်းသည့်တွေစတင်ရတတ်တယ်အဲ့တော့ဒီချိန်ခါမျိုးမှာတိရနာသားကြီးအနေနဲ့ဟာလုပ်ငန်းကင်ကန်းတွေတိုးချဲ့လို့ရတယ် တော့ပျော်ရွှင်မှုရရှိမယ်ဆိုတဲ့အတွေ့အကြုံပျော်ရွှင်ရမယ်ဝမ်းသာရမယ်နော်ကိုယ့်အကြံစီတွေပြည့်စုံမယ်နော်ပြည့်စုံကြွယ်ဝမှုကိုစားပြုလေထီစုကြီးပေါက်တတ်တယ်ငါးလပိုင်းဆိုတဲ့ကောင်ထီပေါက်တယ်လို့မျိုးမွေရတယ်လို့မျိုးငွေထုတ်တယ်တွေဝင်တတ်တယ်နော်ကိုယ့်ရဲ့အလိုရင်းစံနာတွေပြည့်ဝမယ်ကိုရင်းပြီးမြုပ်နှံထားတဲ့ကုန်ပစ္စည်းတွေရောင်းဝယ်တွေမှာမျက်စွန်းတွေရရှိမယ်ကျက်တည်မင်္ဂလာနဲ့ပြည့်စုံမယ်အလူတန်းကိစ္စတွေမင်္ဂလာကိစ္စတွေအထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ် အလှပရေးရအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအထူးအဆင်ပြေအောင်မြင်ပိုင်းအောင်မြင်နိုင်တယ်ဖြူရယ်ပစ္စည်းတွေဖိုးရန်ပစ္စည်းတွေဆက်ပစ္စည်းတွေအသက်ဝန်းကျင်ရှိပါတယ်အဲ့တော့ကုန်ပစ္စည်းတွေလည်းအယောင်းဝယ်တွေကောင်းလာမယ်အဲ့တော့တင်းနာသားသမီးကျွန်တော်မိတ်ဆွေများအလုံးကျန်းပါချမ်းသာကြပါစေအင်္ဂါသားသမီးမိတ်ဆွေများအလုံးမင်္ဂလာပါအင်္ဂါသားသမီးတွေအတွက်ကို2025ခုမေလတလစာတဲတော့ပေါ်တန်ကြည့်ပြမှာဖြစ်ပါတယ်အင်္ဂါသားသမီးတွေအတွက်၅လပိုင်းအတွက်ဒီခုလာမယ်မေလပေါ့နော်အဲ့တော့အင်္ဂါသားသမီးတွေအတွက် တွက်ကအခုကြည့်ရှုနေတဲ့အင်္ဂါသားစုအားလုံးအတွက်ကိုဒိဋ္ဌံပြုပြီးတော့တဲတော်တစ်ချက်ဆွဲတဲ့ခါမှာကျဲပွင့်၉ပွင့်ဆိုတဲ့ကပ်ဖြစ်ပါတယ်အင်္ဂါသားစုတွေကြာလာတဲ့ကပ်ကကျဲပွင့်၉ပွင့်အမျိုးသမီးတယောက်ကပန်းချံဥယင်အလယ်မှာမတည့်ရနေတယ်အဲ့တော့သူ့လက်ပေါ်မှာကျင်းကလေးတစ်ကောင်နားနေတယ်ဘေးမှာလည်းစပြစ်သီးတွေအသီးနှံတွေပေါ့နော်အသီးအပွင့်တွေအသီးနှံတွေကဝေစာနေတဲ့ဥယင်တစ်ခုနော် ဖြစ်ထွန်းအောင်မြင်ခြင်းအသီးနှံတွေရဲ့အသေးပေရတော့ဒါ ကိုယ့်ရဲ့စီးပွားရေးကိုယ့်လုပ်ငန်းတွေအောင်မြင်ခြင်းเนาะအကျိုးအမြတ်တွေရရှိခံစားရခြင်းဆိုတဲ့အတိတ်တွေကိုဆောင်ပါတယ်အဲ့တော့ချမ်းသာဒုက္ခနဲ့ပြည့်စုံတဲ့လူကုန်တန်အမျိုးသမီးတယောက်ရဲ့ပုံပေါ့เนาะဂုံတည်ရရှိဂုံကျက်တည်ရတင့်တယ်တဲ့အမျိုးသမီးတယောက်ရဲ့နိမိတ်ပုံဖြစ်ပါတယ်အဲ့တော့ဒီကဲ့အတိတ်တွေကတော့မိမိရဲ့လုပ်ငန်းတွေကအကျိုးအမြတ်တွေကိုရရှိခံစားရမယ်အဲ့တော့ယင်းနှိမ့်နှုတ်နိုင်မှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအထူးကောင်းတယ် စိုက်ပျိုးရေးကိစ္စတွေမွေးမြူရေးကိစ္စတွေမှာအထူးအဆင်ပြေအောင်လုပ်တဲ့ကိုစိုက်ထားတဲ့အသီးအနှံတွေအထွက်တိုးအောင်မြင်မယ်ဟိုမှာဈေးကောင်းရမယ်ကိုရင်းနှီးထားတဲ့လုပ်ငန်းတွေရတယ်ပြီးတော့အကျိုးအမြတ်တွေခံစားရမယ်ရင်းနှီးမြုပ်နှံမှုတွေကလည်းအထူးအဆင်ပြေအောင်မြင်လာမယ်ဆိုတဲ့အထိပ်ပဲဖြစ်ပါတယ်အဲ့တော့ဥစ္စာဒဏ္ဍာရင်အားကောင်းခြင်းเนาะဥစ္စာဒဏ္ဍာရတိုးတက်ခြင်းကိုယူရထားတဲ့ရွှေတဲ့ပစ္စည်းတွေအကိုရံပစ္စည်းတွေဝင်လာမယ်ဂျာရူးတိုးတာလာတာတိုးတာမျိုးတွေကြုံတွေ့ရတဲ့အထက်အကြီးအကဲတွေ ကူညီမစားမှုရတတ်တယ်။ယာရုတိုးတာလာတာတိုးတာမျိုးလို့ကြုံတွေ့ရမယ်။ရှေ့ရင်းမှာလည်းကိုယ်အနေနဲ့အလားအလာကောင်းလာမယ်ဆိုတဲ့ပုံ။အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့အလားအလာတွေကောင်းလာမယ်။အဆက်အသွယ်တွေအကူအညီတွေရလာမယ်။အဲ့တော့ငယ်ရွယ်သူတွေအနေနဲ့ဆိုရင်အခြေရေးတွေမှာစမ်းပွင့်မျက်နှာပွင့်တက်တယ်။အဲ့တော့အလှူဒန်းကိစ္စတွေမင်္ဂလာကိစ္စတွေအထူးအဆင်ပြေအောင်နိုင်တယ်။အဲ့တော့ဂုံကျက်တွေတိုးတက်ခြင်းဆိုတဲ့အတိတ်ပဲနမိတ်ပုံဖြစ်ပါတယ်။ အဲ့တော့မိမိနေနဲ့ကိုပြောတဲ့စကားတွေအထူးအောင်မြင်လာမယ်ကိုယ့်ရဲ့ဖုန်းတစ်ခုကိုယ့်ရဲ့ဩဇာအာဏာတွေတိုးတက်အောင်မြင်လာမယ်လုပ်ငန်းအစ်စ်တွေအောင်မြင်တတ်တယ်လုပ်ငန်းတွေတိုးချဲ့ရတတ်တယ်ကိုလှုပ်ထားတဲ့လုပ်ငန်းအနေပြီးတော့အကျိုးကျေးဇူးတွေခံစားရတတ်တယ်နော်ကိုယ့်ရဲ့လုပ်ငန်းအနေလည်းအကျိုးကျေးဇူးခံစားရတယ်ရုပ်တရက်ငွေတွေလည်းအထောက်အထည်နဲ့ဝင်လာတတ်တယ်အဲ့တော့မြေကိစ္စတွေနေရာတိုင်းကိစ္စတွေအယောင်းဝယ်ကိစ္စတွေပေါ်ပေါက်တတ်တယ်ဥပမာမြေဝင်တာမျိုးတွေ အိမ်ဆောက်ရတာမျိုးတွေကျွန်တော်တွေ့ရတဲ့မြေကိစ္စအိမ်ကိစ္စနဲ့ပတ်သက်ပြီးစာချုပ်စာတမ်းတွေပြုလုပ်ရတဲ့အဲ့တော့ကုန်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ကိုယ်တော်လောက်တူလောင်ထားတဲ့ကုန်ပစ္စည်းတွေဈေးကောင်းရတာမျိုးတွေဈေးတက်တာမျိုးတွေကျွန်တော်တွေ့ရတဲ့ကိုယ့်ရဲ့ဒီလုပ်ငန်းအနေနဲ့ပြီးတော့အကျိုးအမြတ်တွေဖြစ်ထွားအောင်မင်လာအောင်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးတွေအနေနဲ့ကလည်းကုန်ကျက်တွေတိုးတက်ခြင်းဩသာအာဏာကြီးမားခြင်းလုပ်ငန်းတွေတိုးတက်အောင်မြင်ခြင်းဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ ဗုဒ္ဓဥသာသီမိတ်ဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓဥသာသီတွေအတွက်ကို2025ခုမေလ9လပိုင်းအတွက်တလားစားတဲတော်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်။ဗုဒ္ဓဥသာသီတွေကြားလာတဲ့တဲတော်ကကတော့ဒီမှာခွက်သူရဲကောင်းဆိုတဲ့ကပ်ဖြစ်ပါတယ်9လပိုင်းမှာကြားလာတဲ့တဲတော်နည်းပေါ့နော်ခွက်သူရဲကောင်းသူရဲကောင်းတယောက်ကဒီမှာမြေချောင်းတစ်ခုကိုဖြတ်ကူးကိုအားယူနေတဲ့ပုံနော်လက်ထဲမှာလည်းခွက်ပလားတစ်ခုကင်ထားတယ်အဲ့ဒီခွက်ပလားရဲ့အတိတ်ပဲတော့အောင်မြင်မှုနဲ့ပတ်သက်တဲ့ခွက်ပလားပေါ့နော်အောင်မြင်ခြင်းတွေနဲ့ပတ်သက်တဲ့အလိုဆန္ဒတွေနဲ့ပတ်သက်တဲ့ အတိတ်ပဲဖြစ်ပါတယ်ဒီခေါပလာရဲ့အတိတ်ပဲအဲ့တော့စိတ်အေးလက်အေးနဲ့ဒါဖြတ်တန်းလာတဲ့ပုံအဲ့တော့သူ့ဒီသူရဲ့ကောင်းရဲ့ခန္ဓာကိုယ်မှာလည်းငါးရုပ်လေးတွေရှိတယ်เนาะနောက်ရေကိုကိုစားပြုတယ်မြေချောင်းလေးတစ်ခုစီးဆင်းနေတယ်ပုံเนาะအချိန်ကာလအဖြစ်အဲ့တော့ဒီအချိန်ကာလမျိုးမှာဗုဒ္ဓဦးသားသမီးအနေနဲ့ဟာကောင်းမွန်တဲ့အချိန်ကာလတစ်ခုကိုရောက်ရှိနေတယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ငါးလပိုင်းဆိုတဲ့ကာလမှာအဲ့တော့စိတ်ကူးစိတ်တန်းအစ်အကြံဉာဏ်အစ်တွေပေါ်ပေါက်တက်တယ် ရေချားမြေချားကိုခྱི་ထွက်ကြတယ်ခྱི་သွားတယ်အဲ့ခྱི་တွေကလည်းကောင်းသောခྱི་ဖြစ်မယ်ဥပမာအလှူတန်းတဲ့ပတ်သက်တဲ့ခྱི་မျိုးတွေအလှူတန်းတဲ့ပတ်သက်တဲ့ခྱི་မျိုးတွေမင်္ဂလာကိစ္စနဲ့ပတ်သက်တဲ့ခྱི་မျိုးတွေအဲ့တော့စိတ်ချမ်းသာရမယ့်ခྱི་တွေပျော်ရွှင်ရမယ့်ခྱི་မျိုးတွေသွားရတယ်အဲ့တော့ရဝေးရနေပြီးတော့လေတရင်ကောင်းတွေကြားရတယ်တရင်စကားတွေကြားရတယ် တော့အလောက်အကန်အခွင့်အလမ်းတွေရရှိတတ်တယ်အဲ့တော့ငယ်ရွယ်သူတွေအနေနဲ့ဆိုရင်အခြေရေးကိစ္စတွေမြစ်တာရေးကိစ္စတွေမှာစမ်းပွင့်မျက်နှာပွင့်တတ်တယ်အကြံဉာဏ်ကောင်းတွေရတတ်တယ်အကြံစီကောင်းတွေရတတ်တယ်ကိုယ့်ရဲ့ကိုယ်ခေါ်ထားတဲ့အကြံစီအတိုင်းကိုယ်စိတ်ကူးစိတ်တန်အတိုင်းလောက်ကန်ဆောင်ရွက်မယ်ဆိုရင်အထူးအဆင်ပြေအောင်မြင်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ပျော်ပွဲရှင်ပွဲတွေတွားရတတ်တယ်ပွဲလန်းသဖြင့်အခမ်းအနားတွေတက်ရောက်ရတတ်တယ်နော် ဒီချိန်ခါမျိုးမှာကိုယ့်အနေနဲ့ကိုပြောတဲ့စကားတွေအောင်မြင်လာမယ်ကိုယ့်အတူများယုံကြည်လာမယ်လေးစားလာမယ်လက်ခံလာမယ်ဆိုတဲ့အသိပဲဖြစ်ပါတယ်အဲ့တော့ကုံသွယ်မှုကိစ္စတွေရင်းနှီးမြှုပ်နှံမှုကိစ္စတွေအယောင်းဝယ်ကိစ္စတွေအထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ်အလှအပရေးရာကိစ္စတွေအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ်အဲ့တော့ဒီချိန်ခါမျိုးမှာ အလောက်ကင်အခွင့်လန်းကောင်းနေပေါပေါလာမယ်မိမိနေတဲ့ရှေ့ကိုကိုယ့်ရဲ့လုပ်ငန်းအောင်မြင်မှုနဲ့အင်မတန်ပါပဲနီးကပ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အောင်မြင်မှုတွေရရှိလာမယ်အလောက်ကင်နဲ့ပတ်သက်တာတွေနော်ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ကိစ္စတွေအားလည်းတိုးတက်အောင်မြင်လာမယ်ဆိုတဲ့ပုံဖြစ်ပါတယ်အဲ့တော့ဒီချိန်ကမျိုးမှာကိုယ်လုပ်နေတဲ့ကိစ္စတွေစားတဲ့တပိုးအင်တာရတိုက်တိုးလုပ်တဲ့နဲ့အဲ့တော့ဒီချိန်ကမျိုးမှာကျန်းမာရေးညံ့နေတဲ့သူတွေဆိုရင်လည်းစေကောင်းဝါကောင်းဆရာသမားကောင်းတွေတွေ့တဲ့ပြအဲ့တော့ကာလကြာရှည်ဖြစ်ပေါ်နေတဲ့ကျန်းမာရေးတွေလည်း တက်တာပျောက်ကင်းလာမယ်နော်အဲ့တော့ဒီချိန်ခါမျိုးမှာကိုယ့်ရဲ့လုပ်ငန်းတွေကိုတိုးချဲ့လို့ရတယ်လုပ်ငန်းအစ်တွေစတင်လို့ရတယ်နော်လူအများရဲ့လေးစားချစ်ခင်မှုတွေကိုရရှိလာမယ်အဲ့တော့ငားလာပိုင်းဆိုတဲ့ကာလမှာကိုယ့်ရဲ့လုပ်ငန်းတွေတိုးတက်အောင်မြင်လာမယ်လုပ်ငန်းတွေအချိန်ဟုန်နဲ့တိုးချဲ့လို့ရတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကြတာပိသာသမိတ်ဆွေများအားလုံးမင်္ဂလာပါကြတာပိသာသမိတ်တွေအတွက်ကို2025ခုမေလ9လပိုင်းတလစာတဲတော်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ် ကြာတာပိသားသမီးတွေအတွက်ဒီ9လပိုင်းဆိုတဲ့ကာလမှာကြာလာတဲ့တဲရော့ကက်ကတော့ရုပ်ချောင်း2ချောင်းဆိုတဲ့ကက်ဖြစ်ပါတယ်တဲရော့ကက်ကြာတာပိသားသမီးတွေအတွက်ဒီတလတာပေါ့နော်မေလ9လပိုင်းဆိုတဲ့ကာလအဲ့ဒီကက်ရဲ့အဓိပ္ပာယ်ကတော့လူတယောက်ကတော့လက်ထဲမှာကဘာလုံးလေးတစ်ခုကိုကင်ထားတယ်နော်ရုပ်ချောင်း2ချောင်းကလည်းမဟုတ်ဘူးတံတန်မျိုးရှိနေတယ်တချောင်းကိုကင်ထားတယ်အဲ့ဒီရုပ်ချောင်းနဲ့မှလည်းအရွက်အခက်အညွန့်အခက်တွေထွက်နေတယ်ပေါ့အဲ့တော့ဒီကက်ရဲ့အဓိပ္ပာယ်ကတော့ ခยีဝေးနဲ့ပတ်သက်တဲ့ကိစ္စတွေခยีထွက်ကားတာမျိုးတွေခยีသွားတာမျိုးတွေကြုံတွေ့ရတဲ့ရေချားမြေချားကိစ္စတွေနိုင်ငံရေးချခီးနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ်ပေါက်တတ်တယ်အဲ့တော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းပို့ပြီးတော့ကျေပြန့်လာမယ်ဆိုတဲ့အထိတ်ပဲဖြစ်ပါတယ်လုပ်ငန်းအသစ်တွေစတင်ရတဲ့လုပ်ငန်းအသစ်တွေအကြံဉာဏ်အသစ်တွေအကြံစီအသစ်တွေပေါ်ပေါက်လာတတ်တယ်နောက်တစ်ချက်အဆက်အသွယ်အသစ်တွေအကူအညီထောက်ပံ့အသစ်တွေရရှိလာတတ်တယ်အဆက်အသွယ်အသစ်တွေဥပမာဖောက်တဲ့အသစ်တွေရရှိလာတတ်တယ်နော် တော့ဒီချိန်ကာလမှာလုပ်ငန်းတွေကပို့ပြီးတော့ကျေပြန့်လာမယ်နော်အဲ့တော့မင်္ဂလာရှိတဲ့ခီးမျိုးတွေအလှူတန်းတဲ့ပတ်သက်တဲ့ခီးမျိုးတွေဝမ်းသာမယ်ပျော်ရွှင်ရမယ့်ခီးမျိုးတွေကိုထောက်ကတဲ့တွေတွားရတဲ့အဲ့တော့ဒီချိန်ခါမျိုးမှာစတာပရိသသမီးတွေအနေနဲ့ကလည်းရည်မှန်းချက်ရည်ရွယ်ချက်တွေအဆင်ပြေလာမယ်အောင်မြင်လာမယ်ဆိုတဲ့အတိပ္ပယ်ဖြစ်ပါတယ်ရုပ်တရက်အမွေရသလိုမျိုးထိပေါက်သလိုမျိုးငွေတွေအနှောင်းအယှက်နဲ့ဝင်လာတတ်တယ်လုပ်ငန်းတွေတိုးတက်အောင်မြင်လာမယ်ဆိုတဲ့အတိပ္ပယ်ဖြစ်ပါတယ်အဲ့တော့စက်ပစ္စည်းအစ်စ်ဝင်တတ်တယ်စက်ပစ္စည်းတွေဝင်နေရှိတယ်နော် ီချိန်ကမျိုးမှာကိုကအရင်တော့ကိုယ့်အပေါ်ကျေးဇူးရှိတဲ့သူတွေကိုကိုကပြန်ပြီးတော့ကျေးဇူးဆက်ခွင့်ရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အော်ဒီကဲ့ရဲ့အဓိပ္ပာယ်ကလူဒီလူကဒီလူတယောက်ကအဝေးကိုမျှော်ကျင့်နေတဲ့ပုံပေါ့နော်။ရှေ့ကိုကိုယ့်ရဲ့လုပ်ငန်းတွေကိုယ့်ရဲ့စီးပွားရေးတွေကရှေ့ကိုအလားအလာတွေပို့ပြီးတော့ကောင်းလာမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အဲ့တော့အဆက်အသွယ်တစ်တည်းရရှိခြင်း၊ဂျာရူးတိုးတက်ခြင်း၊လာသာတိုးခြင်းနော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ရင်းနှီးမြှုပ်နှံမှုကိစ္စတွေထိုးစင်ပြောင်းနေမယ် တော့စုံးပြီလို့ထင်ထားတဲ့ငွေတွေမရတော့လို့ထင်ထားတဲ့ငွေတွေရလာတတ်တယ်ဝင်လာတတ်တယ်နော်ငွေချင်းနဲ့ပတ်သက်ပြီးတော့ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်မှဆိုရင်ဒီချိန်ကာလမျိုးမှာအကျိုးကျေးဇူးတွေခံစားရမယ်လုပ်ငန်းတွေတိုးချဲ့ရတာမျိုးတွေဆိုင်ကားအတစ်ဖွင့်တာမျိုးတွေအိမ်ပြင်ရတာအိမ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့တော့ငယ်ရွယ်သူတွေအနေနဲ့ဆိုရင်လည်းအခြေရေးတွေမှာစမ်းပွင့်မျက်နှာပွင့်တတ်တယ်။အဲ့တော့ရွယ်ဝေးရနေပြီးတော့သတင်းစကားတွေကြားရတတ်တယ်။သတင်းကောင်းတွေကြားရတတ်တယ်။ တော့အထူးသဖြင့်ဒီကက်ဒီကက်ရဲ့အတိတ်ပြရတော့နိုင်ငံခြားခရီးကိစ္စတွေအထူးအဆင်ပြေအောင်မြင်မယ်အဝေးကနေပြီးတော့သတင်းကောင်းတွေကြားရတဲ့တဲ့အဲ့တော့ကာလအကြာရှည်အဆက်အသွယ်ပြတ်နေတဲ့သူတွေရှိတယ်ဒီချိန်ကာလမှာအဆက်အသွယ်အစ်စ်တွေရလာတတ်တယ်သတင်းကောင်းတွေကြားလာတတ်တယ်အဲ့တော့အဆက်အသွယ်အစ်စ်ရခြင်းလုပ်ငန်းတွေကြီးမားကျယ်ပြန့်လာမယ်ဆိုတဲ့အတိတ်ပြဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေကြာသာပေးတာသိများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ တောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတောက်ကြသားသမီးတွေအတွက်ကို2025ခုမေလ9လပိုင်းအတွက်ကိုတလစာတေရော်ဟောစတန်ဟောကြပေးမှာဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးတွေအတွက်ဒီ9လပိုင်းဆိုတဲ့ကာလမှာကြာလာတဲ့တေရော်ကက်ကတော့ဒုတ်ချောင်း3ချောင်းဆိုတဲ့တေရော်ကက်ဖြစ်ပါတယ်လူတယောက်ကအဝေးကိုညှော်ကြည့်နေတဲ့ပုံပေါ့နော်ဒုတ်ချောင်း3ချောင်းရဲ့ကြားမှာဒုတ်ချောင်းတစ်ချောင်းကိုကင်ထားတဲ့ပုံအဲ့တော့ရှေ့မှာလဲပင်လယ်ပြင်တစ်ခုရှိတယ်နော်အဲ့တော့ကောင်းငယ်တစ်ခုလုံးကလည်းအဝါရောင်လေးနဲ့ပြည့်နေနေတဲ့ပုံအဲ့တော့ဝိယုံအနီးဝှချုံလွှမ်းထားတဲ့လူတယောက်ရဲ့ပုံ အဓိကအတိတ်ပဲရတော့တောက်ကြသားသမီးနဲ့ဒီကာလာမျိုးမှာ၅လပိုင်းဆိုတဲ့ကာလာမှာလုပ်ငန်းကြီးတွေပြုလုပ်ရတတ်တယ်လုပ်ငန်းတွေတိုးချဲ့ရတတ်တယ်အဆက်အသွယ်တစ်ဖောက်တယ်တစ်တွေရရရှိတတ်တယ်နော်ရဝေးအဝေးခီးတွေနော်ရဝေးခီးတွေသွားရတတ်တယ်ဘုရားဘူးခီးတို့နော်မင်္ဂလာကိစ္စနဲ့ပတ်သက်တဲ့ခီးမျိုးတွေသွားသွားရတတ်တယ်နိုင်ငံသားနဲ့ပတ်သက်တဲ့ခီးမျိုးတွေသွားရတတ်တယ်နိုင်ငံရေးသားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ်ပေါက်တတ်တယ်အဆက်အသွယ်တစ်တွေရလာတတ်တယ်နော် အင်တာဗျူးကိစ္စဆောင်မှုဝဲကိစ္စတွေအထူးအဆင်ပြေအောင်မြင်မယ်ပညာရေးနဲ့ပတ်သက်ရင်လည်းအထူးအဆင်ပြေအောင်မြင်မယ်ဆိုတဲ့နိမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ရေလန်းခရီးတွေသွားရတဲ့ဥပမာမြေချောင်းအင်းအိုင်နဲ့နီးတဲ့အရက်ဒေတာမျိုးတွေကိုခရီးထွက်ကြတဲ့ရေလန်းခရီးနဲ့ပတ်သက်တာတွေရေချောင်းခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ်ပေါက်တတယ်နော်အစာအုပ်အသစ်တွေပိုင်ဆိုင်ရတဲ့အစာအုပ်အသစ်စောက်ရတာမျိုးတွေအိမ်ပြင်ရတာမျိုးတွေအိမ်စောက်ရတာမျိုးတွေအစာအုပ်တို့ ပြုပြင်မိုးမှန်ရတာမျိုးတွေဒီချိန်ခါမျိုးမှာကြုံတွေ့ရတတ်ပါတယ်အဲ့တော့အယောင်ဝယ်ကိစ္စတွေအထူးအဆင်ပြေအောင်နေမယ်မိမိလိုချင်တဲ့ပစ္စည်းနော်ဈေးကြီးတက်တက်သားနဲ့အဲဝယ်လို့ရရှိမယ်နော်ကိုဝယ်ထားတဲ့ပစ္စည်းကတိုးလောင်ထားတဲ့ကုန်ပစ္စည်းတွေကဒီချိန်ကာလမှာဈေးကောင်းနေရရှိမယ်ဆိုတဲ့အထိပ္ပယ်ဖြစ်ပါတယ်အဲ့တော့ဒီကဲ့ရဲ့အထိပ္ပယ်ကတော့ဆွေမျိုးသားချင်းတွေကနေမင်္ဂလာကိစ္စတွေပေါ်ပေါက်တက်တယ်မင်္ဂလာကိစ္စတွေအလှူဒန်းကိစ္စတွေပေါ်ပေါက်တက်တယ်ကို့အိမ်ကိုလည်းအဝေးကနေပြီးတော့ဧည့်သည်တွေပါတယ်ရောက်လာတတ်တယ်နော်နောက် အိမ်ချမ်းမြင်တဲ့ပတ်သက်တာတွေစာချုပ်စာတမ်းတွေပြုလုပ်ရတတ်တယ်စာချုပ်စာတမ်းကိစ္စတွေနောက်လက်မှတ်ရေးထိုးရတာမျိုးတွေကြုံတွေ့ရတတ်တယ်အဲတော့တောက်ကြသားသမီးတွေအနေနဲ့ကလည်းငယ်ရွယ်သူတွေအနေနဲ့ဆိုရင်ဒီချိန်ကာလမျိုးမှာအခြေအနေနဲ့ပတ်သက်တာတွေစမ်းပွင့်တာမျက်နှာပွင့်တာမျိုးတွေကြုံတွေ့ရမယ်သတင်းကောင်းတွေကြားရမယ်အဆင်မပြေတဲ့အခြေအနေတွေအဆင်မပြေတဲ့အိမ်တော်တွေရှိကြရင်ဒီချိန်ကာလမျိုးမှာပြန်လဲပြီးတော့အဆင်ပြေလာမယ်ပြန်လဲပြီးတော့တင့်မြက်လာမယ်ဆိုတဲ့အိမ်ပဲဖြစ်ပါတယ်အဲ့တော့ တောက်ကြသားသမီးတွေဒီ9လပိုင်းဆိုတဲ့ကာလမှာကျမ်းမာရေးအနေနဲ့ကလည်းအထွေထူးစိုးရိမ်စရာမရှိဘူးဖြစ်ခဲ့ရင်လည်းအသေးမွားလောက်ပဲဖြစ်မယ်ဆေးကောင်းဝါးကောင်းတွေတွေ့မယ်ဆရာကောင်းသမားကောင်းတွေတွေ့ပြီးတော့ကိုဖြစ်ပေါ်နေတဲ့ကျမ်းမာရေးတွေလည်းအမြန်တက်တာပျောက်ကင်းသွားမှာဖြစ်ပါတယ်အော်လုပ်ငန်းတွေတိုးချရတဲ့လုပ်ငန်းအသစ်တွေနေရာအသစ်တွေပေါ်ပေါက်တဲ့အကြီးအကဲတွေရဲ့ကုညီမားစားမှုတွေကိုရရှိတတ်တယ်။အဲကျွန်တော်မိတ်ဆွေတောက်ကြတာသမားလုံးစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ။အဲဘေးမျိုးမျိုးကနေပြီးတော့ကင်းဝေးကြပါစေ။ စနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်ကို2025ခုမေလ9လပိုင်းအတွက်ကိုတဲတော်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်စနေသားသမီးတွေအတွက်ဒီ9လပိုင်းမေလဆိုတဲ့ကာလမှာကြာလာတဲ့ကက်ကတော့ကျဲပွင့်လေးပွင့်ဆိုတဲ့ကက်ဖြစ်ပါတယ်စနေသားသမီးတွေအတွက်အဲ့တော့နောက်မှမျိုးပြတစ်ခုနော်မျိုးကြီးတစ်ခုရှိတယ်အဲ့ရှိမှလူကုံတန်းတစ်ထွေးတယောက်နော်ထိုင်နေတဲ့ဘုံ6000 6000အောင်မှာလဲကျဲပွင့်နှစ်ပွင့်နင်းထားတယ်ခေါင်းပေါ်မှာလဲကျဲပွင့်နှစ်ပွင့်ရှိတယ်လက်ထဲမှာလဲကျဲပွင့်ကိုကင်ထားတယ် ဲ့တော့ဒီကဲ့အတိတ်ပဲတော့ဒါစီးပွားရေးသမားလုပ်ငန်းရှင်ကြီးတယောက်ရဲ့ပုံပေါ့နော်အဲ့တော့စနေသားသမီးရဲ့ဒီ9လပိုင်းဆိုတဲ့ကာလမှာရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တာတွေအလောက်ကန်အခွင့်အလမ်းနဲ့ပတ်သက်တဲ့နမိတ်ကိုကိုစားပြုပါတယ်နော်အလောက်ကန်အခွင့်အလမ်းတွေတိုးတက်လာမယ်ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုရင်ရဲရဲတင်းရဲရဲဝန်ဆောင်ရွက်တင်တယ်အဲ့တော့ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ်ပေါက်လာမယ်အဲ့တော့ရင်းနှီးမြှုပ်နှံမှုကနေပြီးတော့ကိုယ်အကျိုးအမြတ်တွေအကျိုးကျေးဇူးတွေခံစားရလာမယ်ဆိုတဲ့ပုံဖြစ်ပါတယ် တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့စုဆောင်းမိခြင်းငွေကြေးကိုစီမံခန့်ခွဲခြင်းအဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့အကြံကောင်းအညာကောင်းတွေရရှိခြင်းဆိုပုံဖြစ်ပါတယ်အဲ့တော့အချင်းငါကိစ္စတွေပေါ်ပေါက်လာတတ်တယ်အချင်းငါနဲ့ပတ်သက်တာတွေနော်ငွေကြေးနဲ့ငွေကြေးဆိုင်ရာကိစ္စတွေပေါ်ပေါက်လာတတ်တယ်အဲ့တော့ကာလကြာရှည်ကိုကမရတော့ဘူးလို့ထင်ထားတယ်ကိုစုံးမှုလို့ထင်ထားတဲ့ငွေကြီးရုတ်တရက်ပြန်ရလာတတ်တယ်အဲ့တော့ငွေကြီးကိုအကြောင်းပြုပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ရတတ်တယ်ငွေကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ ခုမှသူများရဲ့ငွေကြေးတွေလည်းကိုရှိဘူးရုပ်တရက်ကိုခဏလာအပ်ထားတာမျိုးတွေလာပေးတာမျိုးတွေကြုံတွေ့ရတဲ့တဲ့ဟောဒီချိန်ကာလမှာကုံသွယ်ခြင်းလုပ်ငန်းတွေကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းတွေအထူးအဆင်ပြေအောင်မြင်မယ်အယောင်းဝယ်တွေအထူးကောင်းလာမယ်အမွေရတယ်လို့မျိုးထီပေါက်တယ်လို့မျိုးငွေတွေရုပ်တရက်ဝင်လာတဲ့တဲ့ เนาะအဲ့တော့ကိုယ်တိုးလောင်ထားတဲ့ပစ္စည်းတွေရနေပြီးတော့အမြတ်ဆုံးနေရရှိတတ်တယ်။ရွှေတဲ့ပစ္စည်းတွေနောက်တစ်ခုအဖိုးတန်ပစ္စည်းတွေဝင်လာတတ်တယ်เนาะအဲ့တော့ချမ်းသာကြွယ်ဝခြင်းเนาะရင်းနှီးမြုပ်နှံခြင်းဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။အဲ့တော့ဒီချိန်ကမျိုးမှာအိမ်ပြင်ရတာအိမ်ဆောက်ရတာအိမ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတတ်တယ်။ ဆိုင်ကအစ်ဖွင့်တာမျိုးတွေလုပ်ငန်းတိုးချဲ့ရတာမျိုးတွေကြုံတွေ့ရတယ်လုပ်ငန်းတိုးချဲ့ရတာမျိုးတွေရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီးတော့တိုးချဲ့ရတာမျိုးတွေကြုံတွေ့ရတယ်အဲ့တော့နိုင်ငံခြားခီးကိစ္စတွေရဝေးခီးကိစ္စတွေအထူးအဆင်ပြေအောင်မြင်မယ်အယောင်းဝယ်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်မယ်ဒီကရအတိတ်ကတော့ငွေကြေးရင်းနှီးမြှုပ်နှံခြင်းငွေကြေးနဲ့ပတ်သက်ပြီးတော့လုပ်ငန်းတွေတိုးတက်အောင်မြင်ခြင်းမိမိလောက်ကင်ထားတဲ့အလောက်ကင်ရတယ်ဘယ်လိုငွေကြေးတွေအကျိုးမြတ်တွေအကျိုးကျေးဇူးတွေခံစားရမယ်အမြတ်ဆုံးရရှိခြင်း နော်ရင်းနှီးမြှုပ်နှံခြင်းနော်ငွေကြေးနဲ့ပတ်သက်တဲ့စကားတွေပြောမယ်ဆိုရင်ဒီ9လပိုင်းထဲမှာအထူးအဆင်ပြေအောင်မြင်မယ်အဲ့တော့ငွေကြေးကိစ္စတွေအထူးကံကောင်းမယ်နေ့နံထဲမှာစနေသားသမီးတွေပါတယ်9လပိုင်းထဲမှာနော်အဲ့တော့ငွေကြေးကိစ္စတွေအရင်တော့ကိုမရဘူးမရတော့ထင်ထားတဲ့ငွေကြေးတွေဒီချိန်ကမျိုးမှာကိုလက်ထဲကိုရောက်ရှိလာမှာဖြစ်ပါတယ်အဲ့ကျွန်တော်မိတ်ဆွေစနေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါ